အားလုံးပဲမင်္ဂလာပါရှင်ဖီရွန်းဖို့ future youtube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကျမဒီနေ့ဖက်ပြပေးမှာကတော့စာရေးဆရာခွန်ညိုတွေးရဲ့အထက်ထက်အခါခါဆိုတဲ့စာအုပ်လေးတွေကစာစုလေးတွေကိုအပိုင်း၁အနေနဲ့တင်ဆက်ဖက်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ရှင်ပထမဦးစွာစာရေးသူရဲ့အမသာကိုဖက်ပြပေးခြင်းပါတယ် အထက်ထက်အခါခါကျွန်တော်ရဲ့ဒုတိယအသက်ကိုဒီစာအုပ်မှာသွန်ထားခဲ့တယ်။ကျွန်တော်တခုစဉ်းစားတယ်ငါးစာတွေကိုဖတ်လို့ဘာများရကြပါမလဲ။ငါးစာတွေဟာစိတ်တက်တကြွအောင်အာရင်ပြည့်အောင်လုပ်ပေးတဲ့အရေးအသားမျိုးဟုတ်ပါမလား။ကျွန်တော်ဘာပေးနိုင်မလဲ။ကျွန်တော်ကိုကျွန်တော်ပြန်ပြီးဖြေရှာတယ်။အ ਨੇ ဆုံးတော့လူသားဆန်မှုချစ်ချင်းမေတ္တာနဲ့ကိုကျင်းစာတရားကိုအဓိကခြေတတ်ထားတဲ့အရေးတွေဖြစ်ပါလိမ့်မယ်။ ကျွန်တော်စာတွေကနေဒီလိုအထီးတွေ့မျိုးတွေကိုရရှိလိမ့်မယ်လို့ကျွန်တော်ယုံပါတယ်။အထက်ထက်အခါခါလို့နာမည်ပေးဖြစ်တာကဒီစာအုပ်မှာပါတဲ့စကားပြေတွေမှာစာသားတစ်ကြောင်းတည်းကိုအပိုက်တိုင်းမှာ အပိုက်ရဲ့အစဒါမှမဟုတ်အစုံးမှရေးထားတာတချို့နေရာတွေမှာတစ်ကြောင်းကိုနှစ်ခါထပ်ပြီးရေးထားတာတွေကြောင့် ကျဲရီမှာနောက်ဘဝရှိသလားငရဲဆိုတာမျိုးကလည်းမင်းဟိုဘက်ကိုမျက်နှာလွှဲလိုက်တာနဲ့တွေ့ရတာမျိုးပါပဲစတဲ့ဖြင့်ပေါ့အထက်ထက်အခါခါတုံးဆွဲထားတဲ့စာချောင်းတွေကိုရည်ညွှန်းပြီးပေးထားတာဖြစ်ပါတယ်ကျွန်တော်စာအုပ်ကိုဘဝအတွက်အထက်ထက်အခါခါတော့ချစ်ချင်းမြတ်တာရှိရသူတွေထံအနှံလိုက်ပါတယ်ခွညို့သွေးခမည်းရဲ့တည်ရှိရာကိုတီးဖို့အတွက် ကျွန်တော်ဘယ်စာမျက်နှာကိုဖတ်ရမလဲ တက်တန်ပုံမြင်သုံးတေးခြင်းနဲ့ကျွန်တော်အမိုက်တမဲပြောင်းရတဲ့တော့လေးကခမည်းပေါ်ချစ်ချင်းမြတ်တာကိုဘလို့များနားလဲထားပါတလဲကျွန်တော်ချစ်ချင်းမြတ်တာကတော့ခမည်းပျော်ရွှင်ခြင်းနဲ့ကျွန်တော်ကြည်နူးခြင်းတရက်ချိုးကြတာခမည်းပင်ပန်းနာကျင်ကျင်းနဲ့ကျွန်တော်စောက်တီးရမယ်ငှက်တွေမရုံတုံငါထပြန်ကြတာနဲ့ဆက်ဆက်နေတာ ကျွန်တော်ပြောရှင်ချင်းကတော့ခမည်းရဲ့ရေတံကွန်ရက်နဲ့မှချိတ်ဆက်အသုံးပြုရတာကျွန်တော်မှရှိတဲ့ကုလိုကောင်းမှုအစုစုတွေကိုခမည်းစီသွားတဲ့လေပြည်လေးတွေကိုရည်စူးပေးလိုက်တာခမည်းဖတ်တဲ့စာတွေမှာကျွန်တော်ချစ်ချင်းမြတ်တာတွေလက်ခံရရှိပါစေခမည်းယုံကန်လေးကျွန်တော်ချစ်ချင်းမြတ်တာနဲ့အလင်းခပါစေခမည်းတောက်တဲ့ရေတိတ်မအေးဆက်နေပဲနေတော်အေးမြခြင်းလေးရှိပါစေ ဒါလေးတွေကိုကျွန်တော်ကုလိုတရားတွေက အထောက်အပံ့ဖြစ်ပါစေပေါ့ကောင်းငင်ဘောက ခမားရဲ့နက်ခတ်တွေကိုမြေပြင်ဘောကနေကျွန်တော်အယူအမှုဖတ်ခဲ့ဘူးတယ်ခမားရဲ့ချစ်သူတွေအတွက်ခမားလက်ဖဝါဘောကနှလုံးလန်းချောင်းမှာကျွန်းတွေစီရီကျွန်တော်ခင်းပစ်လိုက်ဘူးတယ်ဘသူမှမမြင်ရတဲ့ကျွန်တော်ရဲ့ခမားကဘာစီကို အလဲလာပါဟင့်အင်းတက်တက်လုံးနေပါ ခမားဖတ်နေတဲ့စာမျက်နှာတွေကချစ်ချင်းမြတ်တာအကြောင်းတွေကျွန်တော်ကိုပြန်ပြောပြပါစာမျက်နှာနံပါတ်တွေမှာကျွန်တော်အတွက်ပြောချင်တဲ့စကားတွေခြံထားခဲ့ပါဥပမာဘယ်စာမျက်နှာကိုဖတ်ကြည့်ပါဆိုတာမျိုးခမားစီမာရောကျွန်တော်ညှော်လင့်တဲ့ချစ်ချင်းမြတ်တာရနိုင်မှာမလားလူတယောက်ကို လိုအပ်ပြီးဆိုကြတဲ့ကလောဘပဲလေပေးတိုင်းပြန်ရတယ်မရဘူးဆိုတာနဲ့တွက်ချက်ရင်ချစ်ချင်းမြတ်တာကအဲ့ကိုရုပ်ပြစင်ပြနိုင်တယ်မဟုတ်လား ကျွန်တော်ခင်ဗျားရဲ့ပကတိကိုအလိုရှိပါတယ်ပျော်ရွှင်ရခြင်းဖြစ်စေနာကျင်ရခြင်းဖြစ်စေပေါ့ကျွန်တော်ကိုအမြင်ကဲ့ရင်လဲမမုန်းမဘူးလို့တော့ပြောနိုင်တယ်မဟုတ်လားကျွန်တော်ကိုမမုန်းဘူးလို့ပြောပါနောက်ဆက်တွဲစကားလုံးတွေကိုကျွန်တော်ဆက်လက်ရှာဖွေပါမယ်မတူညီတဲ့ရောဆက်ခြင်းတွေနဲ့ခင်ဗျားရဲ့ဉာဏ်ဖွယ်ညနေတွေကိုလင်းစေခြင်းနဲ့တည်ခြင်းနဲ့ကျွန်တော်အမိုက်တမဲပြောင်းရတဲ့တောအုပ်လေးကခင်ဗျားပေါ့ ခမလက်ခုတ်ထဲမှာကျွန်တော်ဖြစ်တည်မှုလေးတွေကိုတွင်ကျင်မောက်ချင်လဲဖြစ်သေးတယ်။ဒါပေမဲ့ခမကောင်းတစ်ချက်အခါမှာကျွန်တော်လွန့်စင်သွားနိုင်တယ်။မဖြစ်နိုင်ဘူးမပြောပါနဲ့။အင်အားကြီးတဲ့တိုင်ဖုံးမုံတိုင်းဟာလက်ပြလေးတကောင်တောင်မှန်ခဲ့ယုံနဲ့ဖြစ်လာနိုင်တယ်မဟုတ်လား။အဓိကကတော့ခမပျော်နေဖို့ပါပဲ။ခမပျော်အောင် ကျွန်တော်နေခဲ့ပါဆိုလဲဖြစ်တယ်။ခမကနေပေးပါဆိုရင်တော့ကျွန်တော်ပျော်မှာပေါ့။ အဲ့ဒါကြတော့ကျွန်တော်နေပြောရခြင်းအကြောင်းတရားဖြစ်လာမယ်။ကဘာမြေပေါ်ကိုထိုးစင်းကလေးကတစ်ဖက်သေးနဲ့ငုံကိုင်းအောင်မိုးပေးဖို့အလိုရှိခဲ့ပါတယ်။အဲ့ဒီခမားတိခြင်းမတိခြင်းတွေရဲ့အဝေးကတတန်ငယ်။ဘဝမှာတချို့အရာတွေက အတင်းဖန်တီးယူလို့မရမှန်းချစ်ချင်းမေတ္တာက ကိုယ့်ကိုနားလည်အောင်ရှင်းပြသွားတယ်။ကိုကအပြင်းကြီးတာပါ။ကိုကနမောနမဲ့နိုင်တာပါ။ အဲ့ဒီစင်ကြေတွေနဲ့ကိုစူးစမ်းပန်းစားညံဖြင်းပါမယ်။မပိုင်ဆိုင်ရတဲ့အရာတွေကပိုပြီးလက်ပါကြောင်းကောင်းခင်ဘော်ကိုတက်သွားတဲ့ပူပေါင်းလေးတွေတိတ်ကိုလှတယ်မဟုတ်လား။လက်ထဲမှာစုပ်ကင်ထားတာထက်ပိုပြီးတော့လေ။ညှော်လင်းချက်ကျိုးသူများဒါဟာချစ်ချင်းတရားနဲ့ထိတွေ့ပြီးဘယ်ချိန်လောက်မှစတင်ဖြစ်လာမယ်ဆိုတာကိုကွက်တိမှန်းလို့ရနေတဲ့အထိလေ့ကျင့်သားဝနေတဲ့စစ်သူရဲမဟာ အချစ်ဆိုတဲ့များကိုပဲအကြိမ်ကြိမ်ခါခါခုခံရင် ကြာရှုံးနေရတော့တာပဲညနေရုံစင်းချိန်မှာရုံတကန်းဝကိုမျှော်ပြီးမကြည့်မိဖို့တိတ်ကိုစူးစမ်းခဲ့တယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးလက်လျှော့ပြီးငေးမိရပြန်တယ်ပြောပါတယ်အဲ့ဒီမျှော်လင့်ချက် ညှော်လင့်ချက်တွေမပေးပါနဲ့လို့အတန်တန်တောင်းပန်ထားတဲ့ကြားထဲကဆို အတင်းဆက်ရောက်လာတဲ့ညှော်လင့်ချက်တွေလူသားတွေရဲ့အပြစ်ဒဏ်မှာညှော်လင့်ချက် ဆိုတဲ့စကားလုံးကိုသတ်မှတ်တဲ့သူကိုတီလို့ကတော့လက်ထဲကကြိုင်းတွေထီးတွေနဲ့ပေးရိုက်ပြချင်တာပဲဒီလိုစောင့်ကြိုသူမဲ့ရက်တွေဟာချစ်ချင်းနဲ့တွေ့ရှိပြီးတစ်နှစ်အကြာမှဖြစ်လာမယ်။စောလွှင်းရင်6လလောက်မှဖြစ်လာမယ်။ ရွှေရောင်လွှမ်းတဲ့နေရက်တွေကခဏပဲဆိုတာကိုသိနေတဲ့အချိန်မှတောင်စိတ်ထဲကစီးဆင်းသွားတဲ့သွေးတွေဟာနှွေးထွေးသွားအောင်စုပ်ကင်မှုအလိုရှိလာတဲ့လက်ဖဝါးကိုမတိမတာဖြန့်လိုက်မိသေးတာလူရဘဝရဲ့လို့စတင်ဖြစ်ဒီကလေးကလူတွေသိပ်ပြောလေးရှိတယ်ညှော်လင်းချက်နဲ့အသက်ရှင်နေဘဝမှာဘာဖြစ်ရမလဲတနေ့နေ့ဘာဖြစ်ရမလဲဘာကိုပိုင်ဆိုင်ရမလဲ တရက်စီတစ်ခုချင်းစီဘဝရဲ့ခြေလမ်းတွေကိုပန်ဆယ်ဟီးလှလှလေးနဲ့တက်နင်းလာတဲ့ရက်ဆွဲတွေကကြာရှည်မခံခဲ့ဘူး။အယောင်ဖြော့ကုန်နေထိတွေ့ကင်တွယ်ဖို့ခက်ခဲလာတဲ့အခါအဲ့ဒီပန်ဆယ်ဟီးလေးခြေခောက်လဲတော့တာပဲ။တောက်ကျိုးတော့တာပဲ။လူကြီးတွေပြောတဲ့တောက်ဖြုတ်ခံရတဲ့ဆိုတာကိုသေချာနားမလည်ပေမဲ့ကျိုးသွားတဲ့ပန်ဆယ်ဟီးလေးကိုပဲကင်ကြည့်ပြီးကိုယ်ပါရာကိုပဲတောက်ကျိုးသွားတဲ့ဘဝကို နားလည်တယ်လို့ဖြစ်နေရတယ်။ နားလေတာပေါ့အသက်30ဝန်းကျင်အရွယ်ချစ်ချင်းတစ်ခုမှာနေ့စဉ်ဆက်သွယ်နေရမယ်ဆိုတဲ့ဖုန်းကောတွေနှင်းစီပန်းတွေချောကလက်တွေကိုရင်သိမ့်မခုံတတ်တော့တဲ့သူ့လိုမိန်းမမျိုးကချစ်သူတွေကိုပြောလို့ရှိတာတစ်ခုပဲကျမကိုမျှော်လင့်ချက်တွေမပေးပါနဲ့ ဘာလို့မှလဲကိုပိုင်လုတ်ကိုစီနဲ့စိတ်ဖြစ်စည်းမှုများစွာနဲ့ရုန်းခဲ့နေရတဲ့မြို့ပြပဝန်းကျင်မှာသူ့ဘဝကိုကိုဘဝဖြစ်ချင်တာနှစ်ယောက်တစ်ဘဝဖြစ်ချင်တာမနေ့တခါညတခါဆုံတွေ့နိုင်ခွင့်တွေဆိုတာကမလို့ချင်လို့တော့မဟုတ်ဘူးတကူးတကဖန်တီးယူရတဲ့အခါကိုချစ်ရတဲ့သူပင်မလာမှာအထိစိုးရိမ်စိတ်ကြီးသောသူဝတ်တက်တဲ့မိမတယောက်ရင်ထဲမှာစေတနာပလဘွားနေပါ တခုပဲကျမကိုမျှော်လင့်ချက်တွေမပေးပါနဲ့ချစ်ချင်းမြတ်တာကိုယုံကြည်တယ်တစ္ဆာတရားကိုလည်းယုံကြည်တယ်ဖះရှိခိုးတိုင်းပေါင်းရပါစေတာလို့ဆုမတောင်းတတ်တဲ့ခေါင်းမမမိမတယောက်တိတ်ချိုလွန်းတဲ့ကော်ဖီဟန်လုတ်ပြုံးမလွဲတာလို့လက်ဆွဲနှုတ်ဆက်ခဲ့ရတော့ဘဝတွေမှာတခုပဲတခုပဲမျှော်မှန်းခဲ့တယ်ပဂရီချစ်ချင်းတရားပဲဒါရောမျှော်လင့်တာပဲလားဟုတ်မယ် တယောက်ကိုတယောက်ကအထူးတလဲပင်ပန်းစရာမလိုသောချစ်ချင်းမြတ်တာမျော်လင့်ချက်တွေနဲသောချစ်ချင်းမြတ်တာမမျော်လင့်ကျင်သောမျော်လင့်ချက်တွေပဲဖြစ်ပါလိမ့်မယ်ညှော်ရင်းလင်းခဲ့ရသောနှစ်ပတ်လည်နေ့တွေချိန်ဆထားပြီးဆက်သွယ်မှုဧရိယာပြင်ပကိုကြောက်ရွံ့နေသော ရောင်ချာချာညက်နေခင်တွေဘဲစီကိုသွားရမည်မသိသောဥဒိယာမဲ့ခြေလန်းတွေအလွန်အမင်းမညံ့သောမိမတယောက်က ခင်မမီတော်သောနာကျင်မှုတွေမှာတိတ်တဆိတ်ပြိုလဲတတ်တာသိပါရလား sorry မေ့သွားလို့ဆိုတဲ့အခါဒါဟာချက်ချင်းတရားနဲ့ထိတွေ့ပြီးဘယ်အချိန်လောက်မှစတင်ဖြစ်လာမယ်ဆိုတာကိုကွတ်တိမှန်းလို့ရနေတဲ့အထိလေ့ကျင့်သာဝနေတဲ့စစ်သူရဲမဟာအချစ်ဆိုတဲ့များကိုပဲအကြိမ်ကြိမ်ခါခါခုခံရင်းကြာရှုံးနေရတော့တာပဲနာကျင်မှုကဘယ်နှားကနေထွက်ပေါ်လာပါတယ်လဲ။ ကဘာပေါ်မှာစောင့်ဆိုင်ခြင်းဟာရောက်ရှိမလာတဲ့သူအတွက်တော့အကြောင်းပြချက်တွေရှိနေမှာပါ။စောင့်ဆိုင်နေရတဲ့သူအတွက်ကတော့အရေးပဲဖော်ပြလို့မရတဲ့အစိတ်တစ်မျိုးနဲ့ကိုယ်စိတ်ကိုယ်တီးအီအုံမိုးပြလိုက်တာပဲ။တခုပဲစိတ်တွေဟာရှဲရွံ့နာကျင်ခြင်းနဲ့ပဲဇက်တိုက်ဇက်တိုက်ဒေကုံနေ။ချစ်ချင်းမြတ်တာက နှစ်ပတ်လည်နေတွေများစွာအထိကြာရှည်မခံဘူး။ ဝေဖက်ကြတဲ့လက်တွေဟာပူအိုက်ပြီးညှိငွေလာကြတယ်။ပြောစရာစကားလုံးတွေခန်းချောက်လာကြတဲ့အခါစုံစည်းဖို့ရဆွဲတွေအတွက်တိတ်ကိုညှိယူလာရတယ်။အရာရာရှားပါးလာတဲ့ခစ်ထဲချစ်ချင်းမြစ်တာကချွန်းချက်မဟုတ်ခဲ့ဘူး။ဝမ်းနဲ့စရာပါပဲ။အခုချိန်မှာမျော်လင့်ချက်နဲ့အသက်ရှင်ရတယ်လို့ပြောကြတဲ့အခါတကယ်ပဲနားမလဲတယ်လို့ပြန်ကြည့်မိတော့တယ် မညော်လင့်ထားတဲ့ဒါမှမဟုတ်တိတ်မညော်လင့်တဲ့ချစ်ချင်းမြတ်တာတရားကရောဘာလို့များအပြည့်အကျမတက်တာရတာလဲလေလှည့်ပြန်ခဲရတဲ့ကော်ဖီဆိုင်လေးကိုလဲပြန်ငေးမိတယ်ဒီကော်ဖီဆိုင်လေးမှာပဲပျော်ရွှင်ကြည်နူးခြင်းတွေကိုစုပ်ကွင်ထားတဲ့လက်တွေဒီကော်ဖီဆိုင်ထဲမှာပဲတစားပြင်လို့ငြိမ်သက်အေးခဲခြင်းတွေပြီးတော့ပြန်ကြားခြင်းမခံရတဲ့စာတော်တွေနဲ့ခေါ်ဆိုခြင်းကင်းမဲ့ပြီးတည်နေတဲ့ဖုံဟန်းဆက်တလုံး လိုင်းမမိသေးတဲ့ချစ်ချင်းမေတ္တာပြင်ပကစိတ်အသေးနဲ့မိမတယောက်တဲတဲမဲမဲရွာနေတဲ့မိုးဆက်တွေအောက်မှာတယောက်ထဲလှည့်ပြန်ခဲ့ရတဲ့တနင်းကနွေတွေ sorry ပါစိတ်မကောက်ပါနဲ့ဆိုတဲ့စကားတွေနဲ့ခဏခဏပြစ်ပေါက်ချော့မြူခံရတဲ့အခါဒီမိမကစိတ်ကောက်တာမဟုတ်ပဲသူ့မှာဖြစ်တည်မှုတိတ်ခါနဲ့အရှက်တရားတွေရှိနေလို့ဆိုတာချစ်ချင်းမေတ္တာကို နှစ်ပတ်လည်အောင်မစောင့်ရှောက်နိုင်တဲ့မျောလင့်ချက်ပေးသူတွေကိုအော်ဟစ်ပြောဆိုပြစ်ချင်စိတ်တွေပဲကားစီမရအောင်လောင်မြိုက်နေတော့တယ်။ခေါင်းကိုတွန်တွန်ခါရင်ဘလို့ရှေ့ဆက်ရမယ်မသိတော့တာပဲဖြစ်တယ်။ဒါဆိုလဲလက်ထက်ကြရအောင်လို့ပြောတဲ့အခါမျက်ဝန်းတောင်စွန်းမှာမျက်ရည်တွေဝဲလာတဲ့အထိပြင်းပြင်းထန်ထန်ရေလိုက်မိတယ်။လောကမှာလက်ပြန်ဖို့အခက်ခဲဆုံးချင်းဆိုမှုဟာလက်ထက်ချင်းပဲ။ မတော်တဆအဲ့ဒီချင်းဆိုမှုကဘဝတစ်ခုစာစိတ်လိုလက်ရရောက်ရှိမလာတဲ့အခါရောဘလို့နာကျင်မှုမျိုးကိုလက်ခံရအောင်မှာပါလေရှေ့မှာချထားတဲ့ကော်ဖီအပူကိုစပွဲပေါ်ကအလှဆိုင်တစ်ပင်လေးမှာ လောင်းပစ်လိုက်တယ်အမြင့်တွေတည်သွားတဲ့ညှလင့်ချင်းတစ်ပင်ကိုဒီမိန်းမကထက်မှန်မဆိုင်သေးတော့တဲ့အကြောင်းနောက်ထပ်ဘဝတဲကိုရောက်လာမဲ့ချစ်ချင်းမြတ်တာတွေကိုတံပက်ပေးထားတဲ့ရုပ်တရုပ်လို့ ခဏခဏပြောဖို့ရည်ရွယ်ထားတဲ့စကားတခွန်းရှိနေပြီပဲ။ကျမကိုညှော်လင့်ချက်မပေးပါနဲ့။ကျမကိုညှော်လင့်ချက်မပေးပါနဲ့။နာကျင်ခွန်းတွေမရှိ အဆုံးသက်ကိုမမြင်ရသူချင်းအတူတူပါပဲ။အဲ့ဒီလိုနဲ့ကိုယ်ရဲ့ကောင်းကင်ရဲ့ကဘာမြေပေါ်ကချစ်ချင်းမြတ်တာကိုအတူတူငေးကြတယ်။ရန်တာ လွင်နေတဲ့စွန်လေးရဲ့ပျော်ရွှင်မှုကိုသဘောတွေ့ပေမဲ့ဆွဲထားရတဲ့ကြိုးစားလေးတိတ်ကိုပင်မန်းမှာကိုမလိုလားဘူးလေးစံရေးစံကြိုးချင်းပွတ်တိုက်တဲ့တံကိုချစ်ချင်းမြတ်တာတစ်ခုတည်းနဲ့အဲ့ဒီစွန်ကလေးဝေးသွားမှာကိုစိုးရိမ်စိတ်တစ်ခုတည်းနဲ့ဆွဲတင်ထားရတာမျိုးအဲ့ဒီကြိုးလေးကိုမဖြစ်စေချင်ဘူးအင်္ဂါနေ့နဲ့တောက်ကြနေတိုင်းကိုစာသွားတင်ရတဲ့ကလေးရဲ့အိမ်ပေါ်ထဲမှာတိတ်ကိုကျဲတဲ့ရန်နာတစ်ခုရှိတယ် 18ပေပေ20လောက်ထုတ်ထားတဲ့ oranda ကိုထွက်ပြီးငေးမောတာကိုလုံးနေကြအလုပ်တစ်ခုပဲအဲ့ဒီအိမ်ရောက်လို့ကလေးကစာဖတ်နေတယ်ဆိုရင်ခဏတော့ဆိုပြီးအဲ့ဒီ oranda ကိုထွက်နေတတ်တယ်ကလေးရဲ့စိတ်ထဲတော့ဆရာကဘာထွက်လို့တလဲပေါ့အဲ့လိုတွေးနေနိုင်တယ်ကိုကိုမေးရင်လဲတိကျတဲ့အဖြေကိုမှမရှိဘူးအဲ့ဒီ oranda လေးကိုရောက်ရင်အသက်ဝဝရှူတယ်မနှစ်ပိုင်းဆိုရင်တိမ်တွေကောင်းကင်ပြားတွေကိုမော့ကြည့်တယ် ငါဒီကောင်းကင်အောက်မှာဒီတိမ်တွေကိုငေးနေကွန်လေးရှိတာပဲဒါငါရဲ့အခိုက်အတန့်လေးငါဟာပြတ်လွန်ခြင်းကိုကြည့်ဖို့ထိုက်တန်တယ်တိမ်တွေရဲ့မငြိမ်မသက်ခြင်းတွေကသူတို့ရဲ့တဘာဝပဲလှုပ်ခဲရွေလျားမှုရှိမှဘဝကရှိမှသူတို့တွေတောင်အကြောက်လန့်မရှိလွန့်နေရသေးတာပဲရှင်ဖွင့်လို့ရမဲ့သူတယောက်ကို ဖုံးခေါ်ပြီးအဲ့ဒီဝရန်တာလေးမှာဖုံးပြောပြတာလဲလုံနေကြအကျင်လေးတစ်ခု ညနေပဲမှောင်ရီဖြိုးဖျားတဲ့အချိန်ဆိုအဲ့ဒီအကျင်လေးကိုမှရှိတယ်။ညနေမှာအရက်သမားတယောက်အကိုဟော်တက်ကိုသွေးထဲကတောင်းတတယ်လို့အဲ့ဒီလိုညနေဘက်တွေမှာအစာမပြေမှုတွေရင်မောမှုတွေကို ဖွင့်ချတယ်။ခြားရေးဖြစ်တဲ့အခါလည်းရှိတယ်။ကြပြားတွေထွက်လာတယ်။အဲ့ဒီကြပြားတွေထဲကနေသီးတန့်ဖြစ်တည်မှုတွေထွက်လာတယ်။နာနာကျင်ကျင်ပေါ့ပေါ့ပါပါဆိုတာအဲ့ဒီလိုကြပြာရေးပြီးတော့တဲ့အချိန်တွေဆိုပြောတာနေမှာ ။ကြပြားတွေကတော့ကိုယ့်ကိုပြန်ပြီးစင်စာတိုက်နေမယ်ထင်ရဲ့။ကိုဟာနာကျင်မှုအထုပ်ဘိုးကိုသူတို့တွေစီလွှတ်ချပစ်လိုက်တာ။တကူကောင်းဆန်နာကိုပြောမထွက်ခဲ့တဲ့အရာတွေအတွက်သူတို့ကိုအတုံးချတာကိုဝတ်လေအောင်မှာပေါ့။လက်တွေ့ဘဝမှာလည်းလူတွေဟာအတီးတီးဝတ်လေနေကြတာပဲ။ကိုတို့ဟာကိုကိုချစ်တဲ့သူကိုမေးလျော်တယ် ညင်းဆန်နေကိုကချစ်တဲ့သူကိုစောင့်မျှော်တယ်အဲ့ဒီသူကလည်းသူ့ကိုချစ်တဲ့သူကိုစောင့်မျှော်နေတဲ့ပြင်သေးတယ်အဲ့ဒီမေတ္တာလွဲမမှုကွန်းဆက်တွေနဲ့တရက်ပြီးတရက်ကိုယ်တိုင်လည်းနာကျင်မှုကို ရယူပြီးတခြားသောသူတွေကိုလည်းနာကျင်စေတယ် ကိုရဲ့မရည်ရွယ်ခဲ့ခြင်းတွေဘလောက်များခဲ့ပြီလဲကိုတမင်တကာဝန်တိုက်ခဲ့ခြင်းတွေရောဘလောက်များခဲ့ပြီလဲအကြိုက်ခဲပြောက်စေးလေးမတိုးတော့တဲ့အခြေအနေတွေကြာလာတော့လဲအဲ့ဒီဝရန်ဒါရဲ့ဖျားယောင်းမှုတွေကိုရိတ်စားမိလာတယ်သူဟာဟင်းလင်းပြင်တစ်ခုလိုကြိုးဆိုထားတာကိုဟင်းလင်းပြင်တွေကတစ်ခုခုကို သူ့စီထိုးစင်းချလာဖို့သူရည်ရွယ်တယ်ဖျားယောင်းနေကိုကပလင်းအလွတ်တစ်ခုကို တွေးလိုက်ရလို့ ကိုစီကတိမ့်ဆဲလို့မလောက်ငါရမြကို သူ့စီဖွင့်အံချလိုက်ရတယ်။အဲ့ဒီလိုဟင်းလင်းပြင်ဖျားရောက်မှုတွေကိုကြုံဘူးပါတယ်။ကိုသိချစ်တဲ့အပြုံးတစ်ခုလည်းဖြစ်နိုင်တယ်။မျက်ဝန်းတွေလည်းဖြစ်နိုင်တယ်။ဟင်းလင်းပြင်နဲ့ပိတ်နေမိတယ်လို့ဆိုရင် ကိုကို ယူနေပြီလို့ပြောကြမှာပဲ။ဝရန်နာကနေခဏပြန်လာထိုင်ပြီးစေးစာအုပ်တွေဖတ်တော့ဆုံးသွားတဲ့အကိုမေယိုလွဲသွားလို့ဆေးရုံရောက်သွားတဲ့အကြောင်းစိတ်ထဲပေါ်လာတယ်။ ဆေးရုံကအကိုမေးရိုးကိုပြန်တက်ပေးလိုက်လို့တာမီနီယောက်ပျော်ပျော်ရွှင်ရွှင်အကိုပြန်လာတာကိုတတိယမိပြန်ရောရန်ဒါဟာကိုပြောက်ဆုံးသွားတဲ့ကိုလက်တစ်ခုကို အစပြန်ဖော်တယ်။အဲ့ဒီဝရန်ဒါစီကိုပြန်ထွက်လာတယ်။အမေကိုသွေးယူသွေးတန်းဖုံးဆက်ပြီးမှဘာမှမဟုတ်ဘူးအမေလို့ပြောပြီးကိုဖုံးချလိုက်ရတယ်။အမေဝမ်းနည်းမှကိုတွေးပြီးကိုဝမ်းနည်းမှုကိုချက်ချင်းစိတ်ပိတ်လိုက်ရတယ်။ဘာမှမဟုတ်ဘူးအမေ။ဒါအမေကိုတတိယလို့ အဲ့ဒီဘာမှမဟုတ်ဘူးဆိုတဲ့ဖုံးပြောတန်လေးကိုဝရဏနာကအတန်ဖန်းယူထားတယ်။ဘဝမှာဘာမှမဟုတ်ဘူးဆိုတဲ့စကားလုံးတွေနဲ့တချို့နာကျင်မှုတွေကိုမျိုးသိပ်တက်ခေရတာပဲ။ခဝေးဝေးကို အရှိတိုင်းကြီးကွင်ရကြမှာတယ်ဝရဏနာ။အထက်မြင့်ဝရဏနာတစ်ခုကဖြားရောက်နေလိုက်ပုံများဒီချိန်မှာခေါ်တန်တစ်ခုခုလေတဲကလွန့်လာမလားလို့ကိုမမျော်လင့်ထားပါဘူး။အမြဲတမ်းဆန်းလိုက်မှုလှုပ်ထားတဲ့ ို့ဖုံးလေးကတချင်းနံပဲထွက်လာမှလဲတချို့နာကျင်မှုတွေကကိုကိုယ်တိုင်အသေးချာတိတ်ဆိတ်ထားတာပါဆရာစွန်လွတ်ပါလာတဲ့စာတင်တဲ့ကလေးကသူဆော့နေကြစွန်ရစ်ဘိန်းလေးလာပေးတယ်တော့ဘာဘီကွာလို့ညင်းဆန်လိုက်တယ်ဟိုးဝေးတစ်ထက်ဝေးအောင်ပို့ပြီးကျူးတစ်ခုနဲ့မရေမရာဆွဲထားရတဲ့ဆက်နွယ်မှုတွေကိုစိတ်ပင်ပန်းမိလာတယ် လွတ်နေတဲ့စွန်လေးရဲ့ပျော်ရွှင်မှုကိုသဘောတွေ့ပေမဲ့ဆွဲထားရတဲ့ကြိုးစားလေးတိတ်ကိုပင်မန်းမှာကိုမလိုလားဘူးလေးစံရေးစံကြိုးချင်းပွတ်တိုက်တဲ့တန်ကိုချစ်ချင်းမြတ်တာတစ်ခုတည်းနဲ့အဲ့ဒီစွန်ကလေးဝေးသွားမှာကိုစိုးရိမ်စိတ်တစ်ခုတည်းနဲ့ဆွဲတင်ထားရတာမျိုးအဲ့ဒီကြိုးလေးကိုမဖြစ်စေခြင်းမူကိုချစ်ချင်းမြတ်တာကထိမ့်ချုပ်ခြင်းမရှိပကတိအရှိတဘောပဲဆောင်ကျင်တယ်စွန်မလွတ်ဖြစ်ဘူးစွန်လွတ်ခြင်းကရောစွန်လွတ်တဲ့လောက်လွယ်ပါရလား ပွန်းရှနေတဲ့ကြိုးကလေးပြက်သွားရင်အဲ့ဒါဆွန်လွတ်တာလားဆွတ်လွတ်လိုက်ရတာလားကိုလည်းပဲမသေးကြပါဘူးတချို့သောဝရဏနာတွေမှာနေဝင်ချိန်ကို အတူငေးကြသူတွေ ရှိတယ်တချို့သောဝရဏနာတွေမှာလက်ချင်းစုပ်ကိုင်နှွေးမြမှုတွေရှိမယ်အထက်မြင့်ဝရဏနာတွေဟာဟိုးခတ်ဝေးဝေးကရှုခင်းတွေကိုနှစ်ဦးသဘောတူကြည်ငေးပြီးတိတ်လှတာပဲလို့ရေရွက်ဖို့ကောင်းလိမ့်မယ်တချို့ရှုခင်းတွေဟာခတ်ဝေးဝေးကနေကြည်တာပဲကောင်းပါတယ် ထိတွေ့ကင်တွေ့ပြီးနီးကက်လာရင်ဘာတွေပျောက်ရှာကုန်မန်းကိုမသိပဲကြည်ကွဲရတော့တာတချို့သောစတိန်တွေအတွက်လဲဒီလိုရန်နာလေးမရှိနိုင်ပါဘူးလို့ညင်းအောင်မလားနာကျင်မှုတွေနဲ့ဖျားယောင်းခံရတဲ့အခါအဲ့ဒီဝရန်နာလေးကနေလေးနေရလွင့်ကျင်တဲ့ဆန္ဒတွေကတွန်းပို့တဲ့အခါမျိုးတွေနာကျင်မှုတွေလွတ်မြောက်နိုင်တယ်လို့လေးတို့ကလက်ရက်ခေါ်နေတယ်လို့မျိုးအချိန်တွေအဲ့ဒီလိုဖျားယောင်းမှုတွေဟာတိတ်ကိုရက်ဆက်ပါတယ် လွန့်စင်ကြသွားခြင်းကို ထိုးတက်ပြန်တန်းခြင်းလိုမျိုးယူးယူးမူးမူးတောင်းတတဲ့အချိန်တွေရန်နာလေးဟာရွှေမြော်ခင်ကြီးဖို့ဖြစ်တယ်လို့ရွှေမြော်ခင်ကိုအဆုံးသတ်ဖို့လည်းဖြစ်နိုင်ပါတယ်ရန်နာလျံလေးပေါ်ကိုခဏလောက်တပြီးနှုတ်ဆက်ခြင်းနဲ့ကြည်နေတဲ့သူတွေနောက်ဆုံးတွေ့ခြင်းနဲ့ချစ်ချင်းမြတ်တာကဘလိုမျိုးပါလဲတချို့သောရွှေမြော်ခင်တွေဟာသိစိတ်ရဲ့ခန္ဓာရဲ့အဆက်အသွယ်ပြဲမှပျောက်ဆုံးတော့မယ်လို့ယူဆလိုက်တဲ့အခါ ငါကျင်ခဲ့ရတယ်ဆိုရင်တောင်ဟင့်အင်းဒါအမာရွက်ပါလို့သွေးလိမ့်လိမ့်နဲ့သွေးသွေးညင်းမယ်ကောင်ဟုတ်ကဲ့ပါရှင်ကျမအခုတင်ဆက်ဖက်ပြခဲ့တာကတော့ အထက်ထက်အခါခါဆိုတဲ့စာအုပ်လေးတွေကစာစုလေးတွေရဲ့အပိုင်းတစ်ပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့စာဖတ်သူမေဖြစ်ပါတယ်ရှင်။